အင်္ဂလာပါဒီအသုံးအနှုန်းလေးတွေကိုဘာသာပြန်တတ်ပြီလား hit the books hit the road hit the sack ဒီကတော့အင်္ဂလိပ်စကားမှာ hit ဆိုတဲ့အသုံးအနှုန်းကမူရင်းအဓိပ္ပာယ်အရဆိုရင်တိုက်တယ်ရိုက်တယ်ထုတယ်ဆိုတဲ့အဓိပ္ပာယ်လေးနဲ့သုံးပါတယ်ဒီနေ့တော့အဲ့ဒီ hit ကို သုံးထားတဲ့ idiom လေးသုံးကိုကျွန်တော်မျှဝေခြင်းပါတယ် hit the books hit the road hit the sack hit the books ဆိုတဲ့အဓိပ္ပာယ်ကတော့ အင်စာလုပ်တယ်ဆိုရတဲ့ပဲပါ do homework နဲ့တူပါတယ်သို့မဟုတ် study seriously သင်ခန်းစာတွေတစ်ခုခုကိုလေးလေးနက်နက်လေ့လာတာကိုဆိုလိုပါတယ်ဥပမာ I can't go out tonight I need to hit the books I can't go out tonight I need to hit the books ငါဒီနေ့ညတော့ပြန်ထွက်လို့မဖြစ်ဘူးအင်စာလုပ်ရအောင်မယ် go do your homework အင်စာတော့လို့တော့အဲ့ဒီစကားကို idiom နဲ့ပြောကြည့်ရင် Go hit the books. Go hit the books. You start hitting the books right now. You start hitting the books right now. မင်းအခုအင်စာဆောက်တော့ဒါလူကြီးတွေကကလေးတွေကိုအဲဆုံးမတဲ့တော့မဟုတ်အမိန်ပေးတဲ့စကားသံနဲ့ပြောတာပါ။နောက်ထပ်ဥပမာတစ်ခု I have to hit the books this weekend. I have an exam next week. I have to hit the books this weekend. I have an exam next week. ငါဒီစနေတနင်္ဂနွေရတော့အင်္ဇာလောရမယ်။နောက်တစ်ပတ်ဆောင်ပွဲရှိတယ်။ Do you usually hit the books? Do you usually hit the books? သင်ရောအင်္ဇာလောက်လေရှိသလား?ဒီမေးခွန်းလေးကိုကိုမမဖြေကြည့်ပါဦး။နောက်ထပ် idiom တစ်ခုကတော့ hit the road ပါ။လမ်းကိုထုတယ်ဆိုတဲ့ပြင်မဟုတ်တော့ဘူး။ထွက်ခွာတယ်သို့မဟုတ် keys တစ်ခုကိုစတင်တယ်လို့အဓိပ္ပာယ်ရပါတယ်။ဥပမာ I'd love to stay longer, but it's time for me to hit the road. I'd love to stay longer, but it's time for me to hit the road. 我聽你這話，弟弟，特別美，多情甜蜜。would better hit the road now, or you'll miss your train. You'd better hit the road now, or you'll miss your train. 没人会多情甜蜜，没多情也谈何蜜月的美。am hitting the road tomorrow morning. I am hitting the road tomorrow morning. I said goodbye to all my relatives and hit the road. I said goodbye to all my relatives and hit the road. Naso hit go don't have idiom the cougar or hit the sack. Eya one day so Uma, good night to you all, I'm hitting the sack good night to you all. I'm hitting the sick. Hello, i Oh, I'm tired because I hit the sack too late last night. I'm tired because I hit the sack too late last night. What time do you usually hit the sack? What time do you usually hit the sack? ဘယ်နှနာရီအရာဝန်လေးရှိတယ် I usually hit the sack at 12:30 I usually hit the sack at 12:30. ကျွန်တော်ကတော့စနစ်ခွဲ လောက်မှအိပ်လေရှိတယ်။ What about you? မိတ်ဆွေရောဘယ်နှနာရီမှအိပ်တယ်လဲ။ဒီမေးခွန်းလေးကိုလည်းမိတ်ဆွေပုံမှန်အိပ်လေရှိတဲ့အချိန်ကိုကွန်မမှာဖြည့်ပေးပါဦး။ဟုတ်ကဲ့ပါ။ဒါရီကတော့ hit ကိုတာမန်အတိတ်ပဲနဲ့သုံးတာမဟုတ်ဘဲနဲ့ EDM ဆန်ဆန်သုံးထားတဲ့အသုံးအနှုန်း၃မျိုးကို အားလုံးသိရအောင်မျှဝေပေးတာဖြစ်ပါတယ်ဒီအုံလုံးလေးတွေကလက်တွေ့စကားမှာလည်းအသုံးဝင်တဲ့စကားလေးဖြစ်တာကြောင့်လို့လက်တွေ့အသုံးချပါမိတ်ဆွေရဲ့တငယ်ချင်းတွေလည်းဒီအုံလုံးလေးတွေလေ့လာလို့ရအောင်မျှဝေပေးပါဦးအဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့ပါမယ် goodbye